အရှိပိုင်းတစားအရန်ထူးကြတယ်ပြီးလို့ရှိရင်ဒီကောင်က award တွေအများကြီးရထားတယ်လို့သိရတယ်နောက်ထပ်ထူးကြတာကအလွိုင်းပဲအလွိုင်းဒီဇိုင်းဆိုလို့ရှိရင်လည်းသူ့ရဲ့ signature ပုံစံမျိုး concept လေးလုပ်ပေးထားတယ် cargo space ကိုသွားထားတဲ့ style ကအရန်မိုက်တယ် tesla ရဲ့ cyber truck ရဲ့အပေါ်ကစွဲချတဲ့ပုံစံမျိုးနဲ့သူက space ကိုသွားထားတယ်အားလုံးပဲမင်္ဂလာပါဗျာအဲကျွန်တော်ကဒီခေါက်မှာဆိုလို့ရှိရင်တော့ deep air ကနေပြီးတော့နာမည်အရန်ကြီးနေတဲ့ deep air e07 car လေးကြောင့်တက်ဆက်ပေးပါမယ်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အပြင်ပိုင်းဒီဇိုင်းနဲ့အရင်ဆုံးကြည့်ရအောင် ောင်းရဲ့ဒီဇိုင်းကလုံးဝထူးခြားသွားတာကဘာလဲဆိုတော့သူ့ရဲ့ mirror style ကအရန်ကိုထူးခြားသွားတယ်ပြီးလို့ရှိရင်ဒီမှာ data running light ကိုတစ်ဖြတ်သွားပြီးတော့မှဒီကနေ data running light လာပြီးတော့မှဒီကောင်းကလေး mirror အပြင်းနဲ့ဒီဘက်နဲ့ပြန်ချိန်ထားဆိုတော့သူ့ရဲ့အရှိပိုင်းဒီဇိုင်းအရန်ထူးခြားတယ်ပြီးလို့ရှိရင်ဒီကောင်းက award တွေအများကြီးရထားတယ်လို့သိရတယ်ပြီးလို့ရှိရင်သူ့ရဲ့အောက်ကစန်စာပေါ့လို့စန်စာဆိုလို့ရှိရင်လည်းထုံးစံလိုက်ဘယ်မှာ၃လုံးဘုံမှာ၃လုံး၆လုံးပါတယ်အလဲမှာ360ကင်မရာလေးပါလာပြီပြီးရင်သူအထဲထဲမှာသွားထားတဲ့ပတ်တန်လေးတွေက တော်တော်လေးမိုက်တယ်အယုတ်တရားကြီးမတွေ့ရပါမယ်အထဲမှာသွားထားရဲ့ပတ်တန်လေးတွေကမိုက်တယ်အဲ့ဒီမှာမှာအလဲမှာ projector light ကို beam style လေးသွားထားတယ်ဒီမှာဆိုလို့ရှိရင်လေအဝင်အထွက်တော့ကိုသူက space လေးတစ်ခေါက်ထထားပေးထားတယ်ဒီအရှိပိုင်းမှာဆိုလို့ရှိရင်လေသူ့ရဲ့ဒီအောက်ကထုတ်ထားတဲ့ sketch လေးကအရမ်းမိုက်တယ် ground clearance အနေနဲ့ဆိုလို့ရှိရင်လေတော်တော်လေးလွတ်တက်တယ်မှာပါတယ်ဘေးဘက်ကြည့်အောင်နောက်ထပ်ထူးကြတာကအလွိုင်းပဲ အလွိုင်းဒီဇိုင်းဆိုလို့ရှိရင်လည်းသူ့ရဲ့ signature ပုံစံမျိုး concept လေးလုပ်ပေးထားတယ်အဲ့ဒါအောင်မှာ aluminum နဲ့ hard plastic ကိုရောပေးထားတယ် rim size ဆိုလို့ရှိရင်လည်း rim size ကို27ကိုသုံးပေးထားတယ်ဒီကားလေးက SUV ကားဖြစ်တာဖြစ်တဲ့အတွက် rim size ကလည်းကြီးတဲ့သဘောမျိုးမှာတော့ရှိတယ်ဒါပေမဲ့သူက ဒီပေါ့နော် rain side ကိုပို့ပြီးကြီးပေးထားတဲ့ပုံစံလေးမှာရှိတယ်တချို့ SUV တွေမှာ16သုံးတာရှိတယ်20သုံးတာရှိတယ်ဒါပေမဲ့ဒီကောင်က21ဆိုတော့ကြီးလိုက်တာနဲ့ဒီကောင်ရဲ့ rain ကိုလုံးဝထူးခြားနေအောင်မြင်ရတဲ့ပုံစံလေးမှာရှိတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီပေါ့နော်360 camera ကြီးပါလာမယ် blind spot detector ကြီးပါလာမယ်အချက်ပြမီးတွေပါလာမယ်ပြီးရင်သူ့ရဲ့ချိုးထားတဲ့ cup line ပေါ့နော်သူကဒီ cup line ချိုးထားပြီးတော့မှဒီအောက်ကနေပြန်ထုတ်ပေးထားတဲ့ cup line လေးရတယ် တော်တော်ထူကြရတယ်ဗျာဒီကောင်ကဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီးစုတွေအများကြီးရထားတယ်လေလုံးဝထိုက်တန်တယ်နောက်ထပ်မိုက်တာကအနောက်ဘက်ခြမ်းမှာရှိတယ်ပြဒါလေးပဲ तू ကကာဂိုစပေ့ကိုသွားထားတဲ့စတိုင်ကအရမ်းမိုက်တယ်ပုံမှန်ပေါ့နော်ကျွန်တော်တို့ပုံမှန်ကားလေးလို့မဟုတ်ဘူး तू ရဲ့ကာဂိုစပေ့သွားတဲ့စတိုင်လေးကဒီမှာဘလို့လဲဆိုတော့ Tesla ရဲ့ Cyber Truck ရဲ့အပေါ်က ဆွဲချတဲ့ပုံစံမျိုးနဲ့သူက space ကိုသွားထားတယ်ပြီးတော့မှဒီကောင်အောက်ကနေပြန်ဖွင့်ပြီးလို့ရှိရင်ဒီအမိုးပိတ်ခြင်းရဲ့ပေါ်ကနေကျွန်တော်တို့ဒီပေါ့နော် slide လေးနဲ့ပြန်လာတဲ့ပုံစံမျိုးဒီကောင်ရဲ့အဖွင့်ပိတ်လုပ်ခြင်းဒီမှာသူကခလုတ်လေးပါဒီအမိုးအဖွင့်ပိတ်လုပ်ချင်ရင်လည်းဒီကနေနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီကောင်ကပွင့်လာမယ်ပြီးလို့ရှိရင်ဒီကောင်ရဲ့အဖွင့်အပိတ်ကိုလည်းကျွန်တော်တို့ကဒီမှာတစ်ခါတည်းထည့်ပေးထားတယ်ဒီထဲမှာပေါ့နော်ဒီရဲ့ control တွေအကုန်လုံးကိုဒီမှာထည့်ပေးထားတဲ့တဘောမျိုးလေးပဲနောက်ဖက်မီးဆိုလို့ရှိရင်လည်းမီးတန်းအပြည့် design ကိုမှဒီမှာချိုးထားတဲ့အချိုးလေးอ่ะ တော်တော်မိုက်တယ်ဗျာတကယ်တကယ်ဒီကောင်ကဘေးနားနဲ့ကြီးမှဆိုလို့ရှိရင်ရုတ်တရက်ကဒီကောင်က SUV လိုလို shooting brake လိုလို pilotion SUV coupe လိုလို ဒီဇိုင်းပိုင်းကတော့နည်းနည်းလေးစားတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်သူကဒီမှာ E07 ဆိုပြီးတော့ပါမယ်ဒီမှာ D-pad လေးပါမယ်အနောက်ဘက်ဆိုလို့ရှိရင်လည်းအနောက်ဘက်ဆန်စာ6လုံးပါမယ်အဲ့ဒီမှာမှသူကဒီမှာကျွန်တော်တို့မီး6လေးတွေပြန်ပြီးတော့ပြေးထားပေးတဲ့ပုံစံလေးမှရှိတယ်သူရဲ့တကယ်စားသွားတဲ့အချက်ကတော့ဘာလဲဆိုတော့ဒီအနောက်ဘက် cargo space ကိုလှုပ်ထားတဲ့ style လေးပဲဒီကောင်ပြန်ချိုးထားတဲ့ပုံစံလေးကလုံးဝ Tesla ရဲ့ cyber trap ပုံစံလေးချိုးထားပြီးတော့ဒီဘက်ကနေပြန်သွားထားတာပေါ့နော် အဲ့ဒါလေးကအရမ်းမိုက်တာဒီ charging port အနေနဲ့တော့ तू က CCS2 လေးကိုသုံးမိထားတယ်လက်ရှိမှာ तू ကဒီပေါ့နော်ဒီချိုးပြထားဖြစ်တဲ့အတွက်ချိုးကိုတခါလေအားသွင်းမိထားတယ်ပြီးရင်ဒီမှာ तू က back camera လေးထည့်ပေးထားတယ်ဒီကားလေးကိုတော့ design မိုက်တော်တော်လေးသဘောကျနေပြီအဲ့တော့အတွင်းနဲ့သွားကြည့်ရအောင် Okay ကျွန်တော်တို့အတွင်းငန်းနဲ့ရောက်ပြီပေါ့နော်အတွင်းငန်းနဲ့ရောက်တဲ့အခါမှာကျွန်တော်ဘာကိုပထမအကြောင်းသတိထားမိလဲဆိုတော့ဒီအရှိကတော်တော်လေးရှင်းနေတာကိုသတိထားမိတယ်ဘာလို့လဲဆိုတော့ဒီမှာ ဘာခလုတ်တွေမှမတွေ့ရဘူးဘာလဲဆိုတော့ဒီမှာ CRN ရှိမယ်ဒီမှာ infotainment screen ရှိမယ်ဒါပဲကြာခလုတ်နဲ့ပတ်သက်တာဘာမှမရှိဘူးခလုတ်နဲ့ပတ်သက်တာဆိုလို့ဘာရှိလဲဆိုတော့ဒီဒီပေါ့နော်မှတ်တင်မှတ်ချားရှိမယ်လော့တွေရှိမယ်ဒီတကားကိုဖွင့်တဲ့ခလုတ်တွေရှိမယ်ပြီးလို့ရှိရင် CRN control တွေရှိမယ်ဒါတော့ပဲကျန်တဲ့နေရာမှာဘာခလုတ်မှအောင်မတွေ့ရဘူး တော်တော်ရှင်းရှင်းလင်းလင်းကိုသူလုတ်ပေးထားတာဒီပေါ့နော် infotainment screen ဆိုလို့ရှိရင်လည်းသူကလုံးဝဒီပေါ့နော်ဒီ dashboard ကနေမှာပြန်ထွက်တဲ့ style မျိုးလေးကိုလုတ်ပေးထားတယ်ဒီရှေ့မှာဆိုလို့ရှိရင်လည်းသူက leather လေးကို quality တစ်မျိုးလေးနဲ့သုံးပေးထားတယ်ဒီအပေါ်က dashboard ကတော့ hard plastic ပဲပေါ့နော်အဲ့မှာမှသူကအောက်ကနေပြီးတော့ leather လေးပြန်သုံးပေးထားတယ်အလယ်မှာ ambient light လေးပြေးထားတယ်ဒီမှာ HUD display ပါလာမယ် အတွင်းပိုင်းကနေကြည့်မယ်ဆိုလို့ရှိရင်လည်းကားလေးကအဲတော်တော်လေးရှင်းရှင်းလင်းလင်းနဲ့မိုက်တယ်လို့ပြောလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဝါလက်ချာချာနှစ်ခုပါမယ်ကပ်ဖိုရာလေးပါလာမယ်အဲပြီးလို့ရှိရင်ဒီပေါ့နော် Amras ဖွင့်လိုက်မယ်ဆိုလို့ရှိရင်အထဲမှာ space လေးပါလာမယ် iBox တော့မဖြစ်သေးဘူးရိုးရိုးလေးပဲ cargo space အနေနဲ့ပဲရှိမယ်ပြီးလို့ရှိရင် Tyngon quality ကလည်း leather quality ကလည်းမဆိုးဘူးပေါ့နော်အရင်ကြီးကောင်းတဲ့တဲမှာလည်းမပါသလိုအရင်ကြီးဆိုးတဲ့တဲမှာလည်းမပါဘူးအလဲအလက်ပဲ leather quality လေးကတော့သူကလည်းသူမိုက်တယ်အဲပြီးလို့ရှိရင်ဒီတကားမှာဆိုလို့ရှိရင်လည်းသူက leather တွေပဲအပြည့်သုံးပေးထားတယ်ဟာ plastic တွေသုံးထားတယ်ဆိုလို့ဒီနေရာလေးလောက် က်ရှိတယ်။ကျန်တဲ့နေရာတွေအကုန်လုံးကိုလဲတာပြန်သုံးပေးကြတယ်။အဲ့မှာမှဒီမှာမှတ်တင်မှတ်ချတယ်။ကျွန်တော်တကားဖွင့်တာတွေပါမယ်။မှန်လော့တွေပါမယ်။ ပြီးရင်ဒီမှာပေါ့နော် तू ကဒီဘယ်လိုပြောရမလဲ speaker ကို तू ကနှစ်ဆင့်သွားထားတယ်ဒီအပေါ်မှာအသေးအောက်မှာက speaker အကြီးဆိုပြီး speaker နှစ်ဆင့်သွားထားတယ်ဒီ speaker အပေါ်က speaker ကိုကျတော့သူက aluminum နဲ့ပြန်ကုတ်ပေးထားပြီးတော့အောက်ကကောင်ကိုကျတော့ကျွန်တော်ဒီဘယ်လိုပြောရမလဲ hard plastic ကိုပဲကုတ်ထားတဲ့ပုံစံမျိုးလေးမှာရှိတယ်အများကြီးတော့ပြောစရာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်က design ဘိုင်းမှာအပြင်ဘိုင်း design ကလုံးဝ share mic ပဲအတွင်းဘိုင်း design ကရိုးရိုးရှင်းရှင်းကိုမှ minimalist တကယ် minimalist ပုံစံမျိုးပဲ ဘာမှ trade rule ပြောစရာခလုတ်တွေပါရင်ညာဘာမှမရှိဘူးဒီမှာဆိုလို့ရှိရင် face recognition အတွက်ပါမယ်ဒီရာဆိုလို့ရှိရင်လည်း hand gear ဖြစ်မယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီပေါ်တော့ထိုင်ကုန်ဆိုလို့ရှိရင်လည်းထိုင်ကုန် motor တွေပါလာမယ် seat motor တွေပါလာမယ်ပြီးလို့ရှိရင် seat heater တွေ seat cooler တွေပါလာမယ်ထုံးစံတိုင်း seat mask လည်းပါလာပြီအပေါ်မှာလည်း panoramic sunroof ဖြစ်သွားပြီ sun shade လည်းပါမယ်အောက်ကဒီ sunroof လည်းနှစ်ဆင့်ပါပြီပေါ့နော်ကျွန်တော်တို့အပေါ်က sun shade ကိုတော့လုံးဝဖွင့်လို့မရဘူးအသေးပဲအောက်က sunroof ကတော့ဒီကျွန်တော်တို့ manual အနေနဲ့ဖွင့်လို့ပြုလို့ရတယ်အဲပြီးရင်ကျွန်တော်တို့ဒီဘက်မှာပါလဲဆိုတော့ အတွင်းမိုင်းကင်မရာပါလာမယ်ဘလက်ဘောက်အတွင်းဘလက်ဘောက်သဘောမျိုးနဲ့အတွင်းမိုင်းကင်မရာလေးတစ်ခုပါလာမယ်အဲအပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်အချက်ပြမီးတွေပါမယ်ကျွန်တော်ဒီပေါ့နော်ဒီ SOS တွေပါမယ်ဒါလေးပဲတော်တော်လေးဘယ်လိုပြောမလဲရိုးရှင်းတဲ့ပုံစံမျိုးလေးနဲ့ဖွဲ့စည်းပေးထားတယ်ပြီးရင်မိုက်တာဆိုလို့အတွင်းထဲမှာရောဆက်ဖေးထားတဲ့ color combination သဘောလေးပဲဒီမှာဆိုလို့ရှိရင် USB port တွေပါမယ် type C port လေးတွေပါလာမယ်မိုက်တယ်ဗျာအရှိပါရိုးရိုးရှင်းရှင်းလေးနဲ့မိုက်တယ်လို့ပြောရမှာပဲအဲ့တော့ကျွန်တော်တို့နောက်ဖက်တော့ကြည့်အောင်ကျွန်တော်တို့နောက်ဖက်တော့ရောက်ပြီပေါ့နော် အနောက်ဘက်ရောက်တဲ့ခါမှာပန်နိုရမစ်ဆန်ရူကနေကြည့်နေရတဲ့ feeling ကမိုက်တယ်အဲအနောက်ဘက်ရောက်တဲ့ခါမှာဘာပြောရမလဲဆိုတော့ထုံးစံတိုင်းလက်ရုံးနဲ့ဟက်ရုံးနေပေါ့နော်ဒီမှာမြင်တဲ့အတိုင်းပဲလက်ရုံးနဲ့ဟက်ရုံးနေကဘာမှပြောစရာမလိုလုံးဝလက်ရုံးဆိုလို့ရှိရင်လည်းလုံလုံလောက်ရှိတယ်ဒီအပေါ်ကဟက်ရုံးဆိုလို့ရှိရင်လည်းလုံလုံလောက်ရှိတယ်ပြီးရင်ဒီကောင်ကအနောက်မှာ3 seater ပေါ့နော်3 seater ဆိုလို့ရှိရင်လည်း3 seater လုံးဝအပြစ်ထိုင်လို့ရတယ်ဒီမှာဆိုလို့ရှိရင် Emirates ပါလာပြီအာမိုက်တယ်ဟာ Emirates လေးချလိုက်တယ်ဆိုလို့ရှိရင်ဒီအပေါ်ကဒီပေါ့နော်အလဲလူတွက် ဒါလေးပါကြာလာတယ်အလဲမှာဆိုလို့ရှိရင်ကပ်ဖိုရာလေးနှစ် ခုပါလာမယ်ပြီးလို့ရှိရင် Emirates ကိုဒီအနောက်မှာလွတ်ဆွဲတင်လိုက်တဲ့ခါမှာဒီမှာ space လေးတစ်ခုပါလာတယ်အဲ့ဒါကကျွန်တော်ထင်တယ်အနောက်ဘက်ကဒီ cargo space နဲ့ပေါ့နော် cargo space နဲ့ချိတ်ထားတဲ့ space လေးဖြစ်မယ်ထင်တယ်ကျွန်တော်တို့ဒါလေးတစ်ခု ဒါလေးတခုတွေ့ရတယ်ဒါလေးကတော့မစိုးဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင် round aircon ဖြစ်သွားတာဖြစ်တဲ့အတွက်ဒီမှာ aircon port တွေပါလာမယ် USB port တွေပါလာမယ်အနောက်ဘက်ဆိုလို့ရှိရင်လည်းရိုးရိုးရှင်းရှင်းပဲသူကဒီကားမှာမလိုရာကြီးဘာမှမထည့်မိထားဘူးတော်တော်လေးကို minimalist ဖြစ်တယ်အဲဒါပေမဲ့ luxury လည်းအရန်ဆန်တယ်ကြီးလိုက်တာနဲ့ premium look လည်းတော်တော်လေးဖြစ်တယ်လို့ပြောရမှာပဲအဲ့တော့ဒီကားလေးနဲ့ပတ်သက်တဲ့အချက်အလက်လေးပြောရအောင်ဒီကားလေးကတော့ single motor two wheel drive နဲ့ dual motor all wheel drive ဆိုပြီးတော့နှစ်မျိုးရှိတယ် single motor ဆိုလို့ရှိရင် तू ကဘာလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်640 km အထိသွားလို့ရတယ် dual motor ဆိုလို့ရှိရင်တော့ तू က5 590 km အထိပဲရှိတယ် battery capacity ကတော့89.98 kWh ကျင်းတော့အတူတူပဲနောက်ထပ်ကွာသွားတာကသူ့ရဲ့ torque ပေါ့နော် single motor မှာဆိုလို့ရှိရင်တော့သူက torque က360 Nm ပဲရှိပြီးတော့ dual motor မှာဆိုလို့ရှိရင်တော့သူ့ရဲ့ torque က645 Nm တည်းရှိတယ်ဗျာဒါလေးကတော့ဒီကားလေးရဲ့အချက်လက်လေးပဲဖြစ်ပါတယ်ဗျာကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့ Dipel ရဲ့ E07 ကားလေးကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်အပိုင်းတွေမှာပြန်တွေ့ကြတာပေါ့ကျွန်တော်က just right ကတချုံပါ ိတယ်ရှိတယ်။အော်ဒီမှာဒီမှာဒီမှာ။အဲဒီကောင်းရဲ့ရသမလား Ready 3 2 1တိုက်ကြည့်မယ်ဆိုလို့ကျွန်တော်ကကင်မရာလေးကိုမြင်ရဟုတ်ပါ Sorry ကတ်ဟုတ်ဘူး Sorry စားရှိတ်ကိုကျွန်တော်တို့အောက်ကဒီစမ်းပေါ့နော် Sorry ဘာကောအပီပီလို့ပြီးရင်တော့ तू ကအပေါ့ဘာကောပြီးရင် तू ကအနောက်မှာ360ကင်မရာဟာဒါကင်မရာ3 2 1 go ဒီကားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှင်တော့ဒီကားလေးက single motor two wheel drive နဲ့ dual motor all wheel drive